တောက်ချန်နေပွေးသူအားလုံးမင်္ဂလာပါ2025မတ်လ15ရက်နေ့ရက်နေ့21ရက်နေ့အတွင်းမှာကောင်းချင်းမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့ကာလရှင် ပြန်မှုတွေမှာ အောင်မြင်မဲ့နေတာအတတ်ပညာနဲ့ဘဝတိုးတက်မှုတွေကိုနဲ့ကိုဝင်းကျင်တွင်ရှိမယ်ကာလရှိကြစီးပူးလုတ်ခဲ့တဲ့လုတ်တွေကို လက်တွေကောက်တဲ့ပေါ်ပြီးကောင်းသောရက်လက်ကိုခစားနိုင်တယ်။ချက်ချင်းဆုံးပြတ်ပြီးရှေ့တို့လို့တာတွေအစဉ်ပြေမယ်။စိုးရင်ပင်ပန်းပြီးမှလိုရာပြည့်စုံတတ်တဲ့ကာလလည်းဖြစ်တယ်။15ရက်နေ့ဟာစိတ်ချမ်းသာမယ်အစဉ်ပြေမယ်။အတိုက်ခံတဲ့ဂျုံပြီးအောင်မြင်မယ်။မတော်တဆထိရှာမှုယူဆရမယ်။အပျော်နေလို့အန္တရာယ်ဖြစ်တတ်တယ်။အသွားလာယူဆရမယ်။အနောက်ရောက်ကုန်တည်သွားစရာနေရှိတတ်တဲ့နေ့တန်တိုင်ခွဲနဲ့သုံးနိုင်ကြသတိထားရမယ်။16ရက်နေ့ စကားမတည်တဲ့သူတွေတွေ့ပဲသစ္စာဖောက်တဲ့သူစကားရှိတဲ့မျိုးနောက်တစ်မျိုးပြောတဲ့သူတွေတွေ့ပဲသိစိတ်ရှည်ရတဲ့နေ့စက်ခွန်ရဲ့နေ့မှာမထင်မဲငွေဝယ်မဲမရည်ရွယ်ပဲလိုရာအောင်မြင်မဲလတ်လာပါကံဘဝကံတိုးတက်မဲဆက်ရှိရဲ့နေ့ကတော့ရန်နေများနေတယ်ပဋိပက္ခတွေရှိနိုင်တယ်မတော်တဆနေဂယူဆက်ရမယ်အဲ့ဒီနေ့မှာအရှင်းမြောင်းရက်ကုန်တည်သွားစရာနေရှိတတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြညနေမှာလည်းညနေ၄နိုင်ခွဲနဲ့ ညနေ6:00နာရီအသွားလာဂရုစိုက်19ရက်နေ့မှာတော့မထင်မှတ်ပဲကိုယ့်ရဲ့စိတ်ကူးစစ်တရားထူးထူးခြားခြားဖြစ်ပြီးတော့လက်တွေ့ကောင်တဲ့ဖွယ်ရင်လည်းအောင်မြင်လိမ့်မယ်အဲ့ဒီနေ့ကလုံးသမျှဂျန်စီသမျှအောင်မြင်မှာ20ရက်နေ့ကရတန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်မတွေ့ဘူးတင်တဲ့သူတွေပြန်တွေ့မယ်မမြင်တော့ဘူးလို့အောင်မြင်နေတဲ့မတွေ့တော့ဘူးလို့အောင်မြင်နေတဲ့လူတွေကိုလည်းပြန်လည်တွေ့မယ်ကွယ်လွန်သွားပြီလို့သတ်မှတ်ထားတဲ့လူတွေရှိရလဲထူးခြားတဲ့သတင်းတွေရလာနေတယ်20ရက်နေ့ကတော့ အရက်ဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေတရှိနေတဲ့နေတစ်ခုဖြစ်တယ်တနင်္လာနေ့သောကြာနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်တင်ငါးချောက်ကနဲ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနေရောင်တွေသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါညစီပန်းပန်းရောင်တွေဖျားကတ်လူပြီးလိုရာဆုတောင်းဆုတောင်းပြည့်လိမ့်မယ်ကျေးဇူးတင်ပါတယ် စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ရက်နေ့27ရက်နေ့တော်တွင်ကာလလတ်လာပါကောင်းမယ်ငွေကြေးကံကောင်းမယ်အခက်အခဲတွေအားလုံးကြော်လွှားပြီးတော့ဘဝတည်လန်းကံတည်လန်းတွေဖန်တီးနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကရင်းတို့ရဲ့ကောင်းသောကျိုးဆက်ရမယ်သူတော်ဘာနဲ့ကိုနေကြမတူသောသဘာဝတွေရှိတဲ့ကစား ကိုယ်ဆန္ဒနဲ့ကိုယ်သာရှေ့တိုးလို့ပါကိုယ့်ရဲ့ကံကြမ္မာရဲ့အနှစ်သာရမြင်မတုတ်တက်ပြီးတော့အောင်မြင်သွားတဲ့နေသားတွေကိုအထင်ရှားရရှိမှာပါ15ရက်နေ့ကတော့တော်တော်ကိုကောင်းတယ်အခက်ခဲကြတဲ့အတိုးတက်မယ်ဒါပေမဲ့မတော်ဆန္ဒရဲ့ကိုကျူးဆက်ရမယ်နောက်ရကုန်တည်သွားစရာနေရှိတတ်တယ်နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကျူးဆက်ရမယ်16ရက်နေ့ကစီစဉ်ထားတာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်တပားသူဂရိပြက်တယ်ကိုယ်မှလည်းစီစဉ်တာလွဲတယ် ဇက်ခွန်ရဲ့နေမှာမထင်မဲ့လို့တဲ့ကိစ္စတွေရဲ့အနှစ်သာရကောင်းတဲ့တိုးတက်မှုကိုရရှိပြီးအများအဆင်ပြေမယ်။ဆက်ရှိရဲ့နေမှာရန်တိုက်ခံနေတဲ့တွေ့တတ်တယ်မတော်ဆညက်ဂီယူဆက်ရမယ်။အသွားလာနေတဲ့ဂီယူဆက်ရမယ်။အရှင်းမြောင်းရက်ကုန်တည်သွားစေနေဖြစ်တတ်တယ်။အထူးသဖြင့်မနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြာအသွားလာဂီယူဆက်ရမှာပေါ့။ဇက်ခွန်ရဲ့နေကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းနဲ့ရှိပြီးတော့အလိုပြည့်စုံခြင်းကိုကြုံမယ်။၂၀ရက်နေမှာရပိုင်ခွင့်နေပြန်ရခြင်း ခက်ခဲသောကိစ္စများကြော်လွှားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်21ရက်နေ့မှာအလိုပြည့်ခြင်းဘဝကံမြင့်ခြင်းနဲ့စမ်းမြင့်ခြင်းလိုရာပြည့်စုံခြင်းတို့ရဲ့အနိစ္စာရကိုကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေသောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်ပါတယ်ရှစ်ခွန်ကိုကနန်းတွေကြိုးပေးပါတယ် အပြာရည်ရောင်မိခိုးရောင်နဲ့ပြောင်နေသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါးမှရှိတဲ့အသက်အရွယ်ကြီးရင်းသူတို့ကို စေဝါဒါနပြုပါကျေးဇူးတင်ပါတယ်။တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်စံငါရက်ကနေ21ရက်နေ့အတွင်းမှာစေကူသစ်တွေ အကြံဉာဏ်သစ်တွေကိုဒီအချိန်မှာလက်တွေ့ဖော်ဆောင်ရမယ်ဘဝအိမ်မဲ့သစ်တွေကို ရှင်းမှန်းချက်ထားရမယ်ဘဝပုံရိပ်သစ်တွေအတွက်ရှင်းမှန်းနိုင်တဲ့နေထားရှိသလိုရှင်ပြိုင်မှုတွေမှာအောင်မြင်ခြင်းရှင်းဆွေးနေထားနေပုံမြင့်သောဘဝခြေနေတစ်ခုသော ပြောင်းလဲတိုးတက်ခြင်းမိမိလွေလားချက်စံတရရွယ်ချက်တို့ကို အပင်ပန်းခံ၍ဆောင်ရွက်ရမှ ကောင်းသောအကျိုးဖြစ် ရရှိနိုင်တဲ့ ကာလတစ်ခုဖြစ်ပါတယ်15ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်ကောင်းသောခံတွေပွင့်ပါတယ်တမန်ကြီးနေ့မှာအနောက်ရက်ကိုတည်သွားစေအနည်းရရှိတတ်ပါတယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြာအသွမ်းလာကြည့်ဆက်ရမှာပေါ့16ရက်နေ့ကတော့အတိုက်ခံနေကြတဲ့ဖြတ်သန်းမယ်အခက်အခဲတွေထိတဲ့ရင်ဆိုင်ပြီးနောက်ဆုံး ပိတ်ချမှာကဲ့ရတာလေးအညံဆွတ်နေလက်တလုံးကြားလေးလွတ်မြောက်တတ်တဲ့အနေအထားမျိုးကြုံနိုင်တယ်။18ရက်နေ့မှာတော့ထူးခြားတဲ့ကံမြမမှုနဲ့တွတ်တက်မှုတွေရှိတယ်။လိုရာပြည့်စုံမဲ့ငွေကြေးကံဘဝကံတွတ်တက်ခြင်းကိုကြုံမယ်။18ရက်နေ့ရှင်ပြန်မှုတွေမှာအောင်မြင်မယ်ဘဝတွတ်တက်မယ်ကံကောင်းမယ်။တိုင်ပေနေ့မှာမတော်တဆနေကယူဆရမယ်။ ရှင်းမြောင်းရက်ကုန်တည်သွားစဉ်အရင်ရှိတဲ့တမနဲ့အစောကြီးလင်းနိုင်ကိုရနေ6နိုင်ကြညနေလင်းနိုင်ခွေနေညနေ6နိုင်ကြတွေမှာမတော်ဆအနေတွေလွှမ်းမှုနေတဲ့နေ့တစ်ခုပေါ့စကိုရနေမှာတော့ရံပတိဘက်ကတွေများတယ်ကောင်းမြောင်နဲ့ဆိုးတယ်အခက်ခဲတွေနဲ့ထိတိုက်တွေ့မယ်20ရနေမှာတော့အလုံးစုံစင်ပြေအောင်စောင့်ရနေတဲ့ကံချင်းနေပေးမှုနဲ့ တိုးတက်ခြင်းရဲ့နှစ်သာရတွေကိုရရှိသွားတယ်။ဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိန်နောက်စစ်တွေဖြစ်တတ်ပါတယ်။နံပါတ်1ငါးကိုကနဲ့နေအချိုးပေးတာပါ။အဝါရောင်လေးမောရောင်ရွှေရောင်တို့ကိုအချိုးပေးတဲ့ အရောက်နေဖြစ် သုံးဆွဲရမှာဖြစ်ပါလေ။ကောင်းသောကံကြမ္မာများရစေရာဝါရောင်ပန်းဝင်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်။ယေရှုတင်ပါလေ။